အားလုံးပဲမင်္ဂလာပါရှင် PNY Fashion and Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဒီချေကပုံမှာပြတ်ထားပေးတဲ့အချီလေးရဲ့ပိတ်ဆက်မှာညံ့နီးလေးနဲ့ခြုံနီးလေးကိုပြန်လည်ညှပ်ပေးကြမှာပဲဖြစ်ပါတယ်။ ဖရမအောင်ဆိုပိတ်စာလေးညက်ပါမယ်ပိတ်စာလေးညက်တဲ့အခါမှာဆိုရင်မအောင်ဆိုရေကန်အတွက်ကို F1 F2 လေးကိုအရင်ညက်ပါမယ်ရေကန်ကနှစ်ထပ်ချုပ်မှမလို့ F1 ညက်တဲ့အခါမှာကျတော့လေးချမ်းလေးညက်ပေးဖို့လိုပါမယ်ချုပ်စာလေးတွေကတော့ဂျိုင်း1 cm ဆက်ချောင်းလေးတွေအတွက်1 cm နဲ့ဘေးဘက်1 cm အောက်ဘက်အတွက်တော့2 cm ချုပ်စာလေးထုတ်ပေးပါမယ် နာကျတော့ F2 ထဲမှာဆိုလို့ရှိရင်เนาะ F2 ကခေါင်းချောင်းလေးနဲ့ယူပါမို့လို့တောက်ထည့်လိုက်လို့မညီတဲ့နေရာလေးတွေကိုယခုလိုလေးကျတော့ညီပြောမှညှက်ထုတ်လိုက်ပါမယ်ပြီးရင်တော့ခေါင်းချောင်းလေးနဲ့မူလို့ကျတော့အချမ်းနှခုပဲရပါမယ် F2 ကျန်းလေးအတွက်ကျုပ်စာလေးတွေကတော့အောက်အနား2 cm ယူပြီးတော့မှတနက်ဟာတွေအတွက်ကတော့ကျတော့1 cm ပဲယူပေးရပါပြီ။ ။နောက်ချမ်းလေးကိုတော့နှစ်ထပ်ချုပ်ချင်လဲရတော့မို့လို့နှစ်ထပ်ချုပ်ချင်တဲ့သူတွေတကတော့နှစ်ထပ်ညံ့ရမှာပဲဖြစ်ပါတယ်။ဒီမှာတော့ခြေရိုးကနှစ်ထပ်မချုပ်ပဲတစ်ထပ်တည်းပဲချုပ်ပါမို့လို့ခြေကတော့နောက်စစ်လေးနဲ့ဖြစ်တော့မို့လို့နှစ်ချမ်းတစ်သက်စီညက်ပေးပါမယ်။ကျောက်စာလေးတွေကတော့ကျတို့နောက်ဆက်မှဆိုလို့ရှင်ဆန္ဒဘက်မှာဇလိတက်မှာမို့လို့2စင်တီမီတာနဲ့လက်ပင်ဂျိုင်းပခော့အတွက်1စင်တီမီတာဘေးနဲ့အပ်ဖက်အတွက်2စင်တီမီတာယူပြီးတော့မှပိတ်စာလေးညက်ပေးပါမယ်။ နောက်တစ်ဆင့်အနေနဲ့အပေါ်ကအဖုံးချမ်းကိုတော့နှစ်ထပ်လေးချုံမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိတ်ညက်တဲ့အခါမှာအချမ်းလေးချက်ညက်ပြရမှာဖြစ်ပါတယ်။ကျောစာလေးတွေကတော့ပခုံးတိုင်းနဲ့စကြောင်းတွေအတွက်1 cm စီယူပြီးတော့မှဘေးဘက်နဲ့အောက်ဘက်အနားတွေအတွက်တော့2 cm စီယူပြီးတော့မှပိတ်စာလေးညက်ပြပါမယ်။ နာလက်ပတ်တံလေးအတွက်ပိတ်ဆိုင်နေတဲ့အခါမှာလက်ကလေးကတော့ပုံမှန်အတိုင်းမဖြစ်တာမို့လို့ကျွန်တော်ဂျိုင်းဘက်အတွက်အချောင်းလေးအတွက်1စင်တီမီတာနဲ့ဘေးဘက်2စင်တီမီတာအာနာ2စင်တီမီတာယူပြီးတော့မှပုံမှန်အတိုင်းပဲညှက်ပေးပါမယ်။အခုဆိုရင်တော့ပိတ်ဆိုင်လေးတွေညှက်ပြီးသွားပြီမို့လို့နောက်ထပ်နှစ်ခုကိုစပြီးတော့မှတွဲချုပ်ပါမယ်။တွဲချုပ်တဲ့အခါမှာအပေါ်ကိုချီနဲ့အစိမ့်လေးချုပ်ပြီးတော့မှတက်တက်မဲ့နေရာကစပြီးတော့ခါကြတော့ချီသေးလေးနဲ့ချုပ်ပေးပါမယ်။ ။နောက်ချမ်းလေးနှစ်ခုတက်ပြီးသားပြီဆိုလို့ရှိရင်တော့ဒါလေးတွေချုပ်ပေးပါမယ်။နောက်ချမ်းကတစ်ထပ်တည်းမလို့နောက်လည်းပေးမှာကိုယ်စားလေးအတွက်လည်းညှစ်ထားပေးရပါမယ်။ နောက်ရှေ့ချက် F1 နဲ့ F2 ချမ်းတွေကိုတွဲပြီးတော့မှချုပ်ပေးပါမယ်။ထို့တဲ့အခါမှာဆိုရင်ရင်းထိပ်မှတ်လေးတွေကိုတခြားပင်လေးထင်းပြီးတော့မှချုပ်ပေးပါမယ်။ရှေ့ချမ်းမှာဆိုရင်နှစ်ထပ်လေးချုပ်မှဖြစ်တဲ့အတွက်နောက်တစ်ထပ်ထပ်ကိုလည်းဂျော်ရိုရှေ့နေ့တိုင်းလေးပဲချုပ်ပြီးတော့မှမီးပူတခြားလေးတိုက်ထားပေးရပါမယ်။ ဒါအဖုံးချက်လေးတွေကဘယ်နဲ့ညာနှစ်ဖက်ရှိပါမယ်။ဖုံးချက်လေးတွေကိုယခုလိုပင်လေးထင်းပြောမှချုပ်တဲ့အခါအောက်ဖက်အနားလေးတွေမှာကျိုးကျိုးချီကျိုးလေးကိုတစ်ခါတည်းထည့်ပြီးတော့မှချုပ်ပေးပါမယ်။ နောက်တစ်ဆင့်အနေနဲ့ရင်ခံချက်မှဆိုရင်ရင်ခံကနှစ်ထပ်ကျတော်မလို့ကျေရောရင်ခံအဖို့ချက်နှစ်ချက်နဲ့အသွင်ချက်နှစ်ခုကိုဒီခုလိုပြင်လင်းတွဲပြီးတော့မှချုပ်ပေးဖို့လိုပါမယ် စာလေးတွေကိုညှက်မထုတ်ခင်မှာအသင်းချက်ကိုမလာချက်ပတ်ကိုစောစာလေးတွေလဲပြီးအခါကျတော့ဂျေရိုအလားချောင်းလေးအတက်ပြားစာပြန်မျိုးမှနင်းပြရပါမယ်။ပြီးရင်တော့ဂျေရိုပွိုင်ဖိုင်ပတ်ချန်ပြီးအခါကျတော့ထုတ်စာလေးတွေညှက်ပြီးတော့မှလန်ချပေးပါမယ်။နော်အတင်းချဲဘက်မှာကောက်ချောင်းလေးနှင်းပြပါမယ်။ကောက်ချောင်းလေးနှင်းပြသွားပြီဆိုလို့ရှိရင်တော့ရေကန်ခတ်လေးတွေထည့်ပြပါမယ်။ ီမံခွက်လေးထည့်ပြီးရင်တော့ယခုလိုအလားချင်းပူပြီးတော့မှအောက်အနားတွေကိုငုံပြီးတော့မှချုပ်ပြီးလိုက်ပါမယ်။ အာနားလေးတွေငုံပြီးတော့မှ ချုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ချုပ်စာလေးတွေကိုညှက်ထုတ်ပြီးတော့ခါကြတော့အလားဘက်ကိုလှန်ပြီးတော့မှမိဘူးတိုက်ထားပေးရပါမယ်နောက်တစ်စင်းအနေနဲ့ရင်ကန်တဲ့အပေါ်ကအဖုံချမ်းလေးကိုယခုလိုလေးတင်ပြီးရခါကျတော့ပင်လေးတထားပြပါမယ်။ တင်လင်းတပြီးသားပြီဆိုလို့ရှိရင်တော့ခြေသေးလေးကိုလက်ချုပ်လေးနဲ့ခြေလေးလက်ထားပြရပါမယ်။ဒီမှာတော့ပင်လေးပဲတက်တာတက်ပြပေးထားပါရယ်။မိမိတို့ကတော့ပို့ပြီးတော့မှတေတက်တက်လေးနဲ့ပြက်ကက်ကလေးဖြစ်နေဆုံးလို့ရှိရင်တော့ခြေကိုခြေသေးလေးလိုက်ထားပြဖို့လိုပါမယ်။ ရှီစဲနောက်ချံမတွဲခင်မှာဆိုလို့ရှိရင်နောက်ချံလေးကိုဇီလေးတစ်ထပ်ပေးရပါမယ်။ဇီလေးတက်ပြီးသွားပြီဆိုလို့ရှိရင်တော့ရှီစဲနောက်ချံပခုံးတွေကိုတွဲပြီးတော့မှချုပ်ပါမယ်။ ကျွန်တော်ပကောင်းချင်းတွေ့ထွက်တဲ့ခါမှာဆိုလို့ရှိရင်နောက်ချမ်းရဲ့အလားချမ်းပတ်ပါမှာကျွန်တော်ရှေ့ချမ်းအလားချင်းပူပြီးတဲ့ခါကျတော့အပေါ်ဆုံးကကုတ်စာလေးကိုယခုလိုလေးတင်ပြီးတော့ခါကျတော့ပင်လေးထိန်းပြီးထုတ်ပေးပါမယ်။ ကျွန်တော်ချက်ပြီးသားတဲ့အခါမှာဆိုလို့ရှိရင်ချုပ်စာလေးတွေကိုတော့ Wi-Fi ပဲချန်ပြီးတဲ့အခါကျတော့ညှပ်ထုတ်ပေးပါမယ်။နောက်ကျွန်တော်တိုင်ဆောင်းလိုက်ရင်တော့ယခုလိုလေးရလာမှာဖြစ်ပါတယ်။ကျတော့ချုပ်ပြီးသားတဲ့အခါမှာမိဘူးတူချာလေးကက်ထားပေးရပါမယ်။ကျတော့နောက်တစ်ဆင့်အနေနဲ့လက်ဖောင်းလေးအတွက်ကျတော့လက်ဖောင်းမတက်ခင်မှာချစ်ချင်းလေးနှင်းပြီးတော့မှ လက်ကလေးကိုဆွဲတွန်းလေးတွေတွတ်ထားပေးပါမယ်။ ကျွန်တော်လက်အတွက်လက်မှာဆွဲတွန်လေးတွေလုပ်ပြသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်လက်လေးတက်ဖို့အတွက်ပခေါင်းရဲ့ element နဲ့ဂျိုင်းနဲ့ချိန်ပြီးရခါကျတော့ဆွဲတွန်လေးကိုပြေစာလေးညှိပြီးရခါကျတော့ပင်လေးတွဲပြီးတော့မှချုပ်ပေးပါမယ်။ အခုဆိုရင်တော့လက်လေးလည်းတွဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်လက်နားလေးတွေကိုကျွန်တော်ကအနားလေးခောက်ထားပေးရပါမယ်။လက်နားခောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဘေးတွဲပြီးတော့မှကိုယ်ထည်လေးထုတ်လိုက်ပါမယ်။ အခုဆိုရင်နော် cherry ရဲ့အင်ဂျီလေးကဘေးလေးနဲ့တွေ့ပြီးသွားပြီ အောင်နာလေးလည်း digital လေးပြည့်တက်နေပြီးသွားပြီမို့လို့တပတ်တက်လာတဲ့အင်ဂျီလေးရလာပါပြီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ကောဆင်းကပြားကျမဆက်ကြပါစေ။ share ဗီဒီယိုလေးတွေကိုတက်နေတဲ့ဆိုရင်တော့ like and subscribe လေးနဲ့အပိတ်တော်ကိုမေးပြပါနဲ့နော်။ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့ကြိုပြန်လာခဲ့ပါမယ်။တတပါ